ကျွန်တော်တို့ဗျာဒီ2024ခုနှစ်မှာဒီ MOD ရဲ့အောက်ကနေနှုတ်ထွက်ကြတဲ့တရင်တပ်ဖွဲ့တွေရှိကြတယ်သူတို့အကြောင်းအမျိုးမျိုးသူတို့ခံစားချက်အမျိုးမျိုးသူတို့တွေ့ကြုံနေရတဲ့နေမြေဒေသဒုက္ခအမျိုးမျိုးကြောင့်သူတို့ဒီဒေါ်လာကြီးကိုဆက်လက်ရင်ဆိုင်မှုတခြားလမ်းကိုရွေးခဲ့ကြတာဒါပေမဲ့ဟိုအဲ့လိုထွက်ခွာသွားတဲ့ပုံမှာအစစ်စစ်ကိုကဲမှုကိုဘယ်လိုပြုပြင်ရမလဲဆိုပြီးတော့မှ တွေးတောဆင်ခြင်စဉ်းစားတာထက် စူလာသူဖတ်တာလို့စူတောင်းမျိုးတွေနဲ့ပြက်သုံးပါတယ်ဆိုရယ်စူတောင်းမျိုးတွေတွေ့လာရတဲ့အခါဒေါ်လန်ရေးလုံရင်းနဲ့စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်လင်းသားစရာတော့မရှိပေမဲ့များသောစိတ်မကောင်းဖြစ်ရတယ်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုပြောကြပြောချင်တာစူတောင်းမမားဖို့ကအရင်အရေးကြီးပါတယ်ပေါ့နော် ချို့ကဒေါ်လန်ရေးလုံနေပေမဲ့စူလာသူဖတ်တာလို့စူတောင်းနေတယ်များတယ်အဲ့တော့ဆရာကြီးနေဝင်းကြီးပြောတယ်လို့ပဲကျွန်တော်တို့ဘွားတွေမှာစူတောင်းမမားဖို့လို့ ဆူတောင်းမသွားလို့စနစ်တစ်ခုနေကြသွားတဲ့အခါကျလို့ရှိရင်တနိုင်ငံလုံးအတိုင်းတာလူထုတရလုံးအတိုင်းတာဒုက္ခရောက်သွားမှာနေကြသွားမှာဖြစ်တဲ့အကြောင်းဆူတောင်းမမဖို့ပဲအကျဉ်းချုပ်ခြင်းနဲ့ပေါ့နော်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ Justice Soldier PK တပ်ဖွဲ့မှာရဲဘော်ကူချစ်ဖြစ်ပါတယ်ကျွန်တော်တို့ Justice Soldier PK တပ်ဖွဲ့မှာအပတ်စဉ်7တင်းနန်းစတော်ဖြစ်ပါတော့ကြောင်းတင်းနန်းတပ်များကစီစစ်ခရူရရှိပါတယ်တို့ဖြစ်ပါပြီတင်းနန်းအသက်ရှာတော့လောကအောက်ပါအချိန်မှနဲ့ကတ်တီတူဖြစ်ရပါမယ်ဒါဆက်ရှင်နေမှာပုစံကနေပြင်ဖြစ်ရမယ် စစ်မှုထမ်းရလုံလောက်တော့ကျန်းမာရေးကောင်းမှုတွေဖြစ်ရမှာဆီယနာရှင်စနစ်အမြင့်ထည့်ရေးနဲ့ Federal Democracy စနစ်တိဆောက်ရေးလိုအတွက်အသေးခံခြောက်တာတွေဖြစ်ရမည်တော်လည်းပြီးဆုံးပြီထိတာဝန်ထမ်းဆောင်တွေဖြစ်ရမည်ဆက်ခါပြရတော့တာဝန်နဲ့အမိန့်များကိုပြစ်ကြပြတော့လမ်းလမ်းလေးဖြစ်ရမယ်ရတမှုဖြစ်ရှင်းလို့ဖြစ်ရမယ်အထက်ပါစီကံစံများကိုလိုက်နာနိုင်တာက Justice Soldier PDF ရဲ့ Messenger မှာလည်းနောက်ပြီးတော့ရှင်းထားနိုင်ပါတယ်ခင်ဗျာ မင်္ဂလာလူထုတို့နော်ကျွန်တော်ဒီမနေ့ကဗျာလေးတပုတ်ဖတ်လိုက်ရတယ်အဲကဗျာလေးကဘုန်းကားတို့ဦးစားဘတ်ဆိုတဲ့ဦးစားဘတ်ဆိုတဲ့ပိတ်ကနေပြီးတော့တင်ထားတဲ့ခန်းစားချက်ကဗျာလေးတပုတ်ပေါ့ဗျာအဲခန်းစားချက်ကဗျာလေးကသူပါရေးထားလဲဆိုတော့ရေးဖို့တယောက်ရေးထားတာဖြစ်မယ်ထင်တယ်ဗျာသူကဘယ်လိုလဲ အပေခံတော်လန်ရေးသမားဆိုရယ်ခေါင်းစဉ်နဲ့ကြပြလေးအဲ့ဒီမှာ तू ကဘာရေးထားလဲဆိုတော့အပေခံတော်လန်ရေးသမားဆိုတာတဲ့ညီနေရမှာပွင့်ရတဲ့တော်ရိုင်းပန်းကလေးလေးလိုပါပဲတဲ့သူတို့ကတော်ရိုင်းပန်းကလေးလေးလိုပါပဲတဲ့သူတို့ပဝင်းချင်းမှာရှိတဲ့ပင်မြင့်ဆန်ဆွဆွငါးငါရှိနေတဲ့ပင်မြင့်ဆန်နေစီပန်းနေနဲ့အတူပင်တင်းတစ်ခါမှပေါက်တဲ့ဘရော့ပန်းနေနဲ့အတူ တိခွာပန်းနေတဲ့အတူသူတို့ပွင့်ကျင်တဲ့စိတ်ရှိပါတယ်တဲ့ပွင့်ကျင်တော့လေပွင့်ခွင့်မရဘူးပေါ့နော်ဒါပေမဲ့သူတို့ရဲ့မြင်းနေရမှာပေါက်တဲ့တော်ရိုင်းပန်းကလေးတွေကအခုတော့တောင်စလက်ပန်းနေတဲ့အတူပွင့်ခွင့်ရတဲ့အတွက်ကြောင့်မို့တောင်စလက်ပန်းတွေကိုဘယ်တော့မှမမေ့ပါဘူးဆိုတဲ့ကြပြားလေးကိုရေးထားရှင်ထဲမှာခံစားရတာပေါ့နော်အဲ့တော့ကျွန်တော်လည်းတခုစဉ်းစားမိတာရှိတယ်ဗျ ကျွန်တော်တခုစဉ်းစားမိတာရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ညမစာပေထဲမှာပေါ့နော်တကယ်အထင်ကြီးရပုံကိုယ်တွေပေါ့စူတောင်းတဲ့စူတောင်းချက်လေး၃ခုရှိတယ်အဲ့ဒါနံပါတ်၁ကတော့တင်ကသူသမီးရဲ့စူတောင်းစကားလေးပေါ့နောက်တစ်ခုကကျတော့မိဖုရားဖွာစောရဲ့စူတောင်းစကားလေး နောက်တစ်ခုကကျတော့ဇူလာသူပတာရဲ့ဟိုဆူတောင်းစကားလေးတွေပေါ့နော်အဲ့တော့တင်ကသူသမီးမှာတင်ကသူသမီးကဘာဆူတောင်းလဲဆိုတော့သူရဲ့ဆူတောင်းချက်ကတော့အရှိကြီးပေါ့ဗျာအနှိမ့်ချုပ်ကိုပြောရရင်သူများတွေနာကျင်ခံစားနေရတာကိုလစ်လူရှုတက်တဲ့နှလုံးသားမျိုးပိုင်ဆိုင်တော်သူအဖြစ်ရပါလို့ဤဆိုပြီးတော့သူဆူတောင်းတယ်သူရဲ့ဆူတောင်းချက်လေးကအရန်ကိုလှအနှိမ့်ချုပ်ကိုပြောပြတာပေါ့နော် ငါဘာဖြစ်ပါစေ၊ तू ဘာဖြစ်ပါစေ၊ तू နေကြပါစေ၊ငါမြင့်ပါပါစေဆိုတဲ့ဆုတောင်းဟိုမဆုတောင်းဘူးဗောနော်ဟိုမိမိရဲ့ခံစားချက်ကိုပဲသူများကိုလည်းအပြစ်မပုတ်ချဘူးမိမိရဲ့ခံစားချက်ကိုပဲပြင်မယ်ဆိုတဲ့ဆုတောင်းမျိုးလေး तू ဆုတောင်းနောက်တစ်ခုကတော့မိဖုရားပွားစောဆုတောင်းဗောမိဖုရားပွားစောကြတော့ तू ကတော့နှစ်ပြည့်ရောက်ရင်နှစ်တို့ရဲ့အထုခေါင်တကြားပြည့်ရောက်ရင်တကြားတို့ရဲ့အထုခေါင်အလှမှာဆိုလဲအထုခေါင်ဆိုတော့သူ့ရဲ့ တကူရီအတွက်သူကအမြင့်မားဆုံးဆိုတဲ့နေရာကိုဆုတောင်းဒါလည်းမိမိကိုယ်ကိုမြင့်တင်တဲ့စိတ်ရှိတယ်လို့သို့တော်လည်းပြဿနာမရှိပါဘူးဒီဆုတောင်းလေးကလည်းသူ့အတွက်သူပေါ့နောက်တဲ့ဆုတောင်းကြတော့သူကသူ့ဘက်တားရဲ့ဆုတောင်းအဲ့တော့ဒီစားတဲ့စင်မင်းကဆိုလာသူ့ဘက်တားကိုအင်ဂျင်မန်ခူးပေးတဲ့အခါမှာခါချင်းပါသွားတယ်ပေါ့ခါချင်းကတော့ဒီစင်နေတော့ခါချင်းကတကယ်ခက်ခဲပါတယ်ဒီနှမောင်းနဲ့ဝင်ပြီးတော့မှကိုက်လိုက်တဲ့အချိန်မှာ စင်နေရဟိုတုံးကနေလဲကြချင်လေးဖြစ်တဲ့အထိကိုငါကျင်ရတယ်ပေါ့နော်ဒါပေမဲ့ဆက်မဲ့စင်မရလဲရည်ရချက်တော့မရှိပါဘူးသူအင်ဂျင်မန်လေးပေးလိုက်တယ်ပေးလိုက်တဲ့အချိန်မှာခါချင်းကိုပါသွားတဲ့အချိန်မှာဆိုလာသူ့ဘတာဘာစုတောင်းနေဆက်တဲ့စင်မရသူလိုချင်တဲ့အချိန်တိုင်းမှာဒီအစွဲတွေပြတ်ကြပါစေဘဝဆက်စပ်အတိုင်းသူ့ရဲ့သူ့ရဲ့ဟိုတန်တရာအဆက်ဆက်ဘဝအဆက်ဆက် သူ့ရဲ့အညိုတေးတွေရဲ့အောက်မှာပဲပေးဆက်သူ ဖြစ်ရပါစေဆိုတဲ့ပုံစံမျိုးနဲ့သူဆွတ်တောင်းတယ်ပေါ့နော်အဲ့တော့အဲ့ဒီဆွတ်တောင်းချက်၃ခုကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်သင်တို့သမီးဆွတ်တောင်းချက်ကသူများအောင်လည်းအပြစ်မမြင်နဲ့ကိုကိုပြုပြင်စိတ်ရှိတော့သူနားလေတတော်သူစာနာတတော်သူဖြစ်ရပါစေလို့ဤဆိုတဲ့ပုံစံမျိုးနဲ့ဆွတ်တောင်းရအောင်ဟုတ်လားเนาะဒီကအတင်ကြီးရပုဂ္ဂိုလ်၃ဦးရဲ့ဆွတ်တောင်းချက်ဒီတောင်ဒါကွာခြားချက်ရှိတယ် အဲ့တော့ကျွန်တော်တို့တော်လိုင်းရေးมาလဲဗျဘယ်လိုဖြစ်လဲဆိုတော့စူလာသူပ္ပတာလို့စူတောင်းတဲ့သူတွေတော်လိုင်းရေးมาအရင်အများတယ်ပရာဟိတစစ်သားတော်လိုင်းရေးပရာဟိတဆိုတာအရင်ကိုနူးညံ့တယ်အရင်ကိုလည်းကျဉ်းသူးစရာကောင်းတယ်ဒါပေမဲ့တချို့ကတော်လိုင်းရေးလုံနေပြီမဲ့စူလာသူပ္ပတာလို့စူတောင်းတဲ့သူများတယ်အဲ့တော့ဆရာကြီးနေဝင်းမြေပြောသလိုပဲကျွန်တော်တို့ဘွားတွေမှာစူတောင်းမမားဖို့လို့ ဆူတောင်းမာဝါလို့စနစ်တစ်ခုနှိမ့်ချသွားတဲ့အခါကျလို့ရှိရင်တနိုင်ငံလုံးအတိုင်းတာလူထုတရက်လုံးအတိုင်းတာဒုက္ခရောက်သွားမှာနှိမ့်ချသွားမှာဖြစ်တဲ့အကြောင်းဆူတောင်းမမဖို့ပဲအကျဉ်းပြုတ်နေတယ်ပေါ့နော်နောက်တစ်ခုကကျတော့အဲ့ဒါပါကိုပြောချင်တာလေဆိုတော့ကျွန်တော်တို့ကဒီ2024ခုနှစ်မှာဒီ MOD ရဲ့အောက်ကနေနှုတ်ထွက်ကြတဲ့တရင်တစ်ဖွဲ့ရှိကြတယ် သူတို့အကြောင်းအမျိုးမျိုးသူတို့ခံစားချက်အမျိုးမျိုးသူတို့တွေ့ကြုံနေရတဲ့နေမြေဒေသဒုက္ခအမျိုးမျိုးကြောင့်သူတို့ဒီဒေါ်လာကြီးကိုဆက်လက်ရင်ဆိုင်ဖို့တခြားလမ်းကိုရွေးခဲ့ကြတာဒါပေမဲ့ဟိုအဲ့လိုထွက်ခွာသွားတဲ့ပုံမှာအစစ်စစ်ကိုကဲမှုကိုဘလို့ပြုတ်ပြင်ရမလဲဆိုပြီးတော့မှ Twitter စင်ကျင်စဉ်းစားတာထက်စူလာသူ့ဖက်တာလို့စူတောင်းမျိုးတွေနဲ့ပြတ်သုံးပါစီဆိုတဲ့စူတောင်းမျိုးတွေတွေ့လာရတဲ့အခါဒေါ်လာကြီးလုံရင်းနဲ့ ိတ်မကောင်းဖြစ်ရတယ်ပေါ့နော်လင့်လာစရာတော့မရှိပေမဲ့များစွာစိတ်မကောင်းဖြစ်ရတယ်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုကိုပြောကြပြောချင်တာစူတောင်းမမားဖို့ကအရင်အရေးကြီးပါတယ်ပေါ့နော်အဲဒါလေးကျွန်တော်စကူပေါ့လို့ပြောပြတာပါအားလုံးကျမ်းမာကြပါ